မင်္ဂလာပါရှင်ဒီနေ့ဆွေးနွေးမှုမှာပြန်လဲကြိုးဆိုပါတယ်ဒီနေ့ကျွန်မတို့อืมတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ချီးတစ်ခုအတူတူထွက်ကြအောင်ပါဟုတ်ကဲ့ So OT turn to Simon Squibb သူရဲ့ What's your dream ဆိုတဲ့စာအုပ်ထဲကအတွေ့အခေါ်တွေပေါ့ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံတွေအကြံဉာဏ်တွေဒါတွေကိုနည်း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 ဆန်းစစ်ကြည့်ကြမယ်စိတ်ဝင်စားစရာပဲ Simon Squibb ဆိုတာကဟိုဟာနော်ဟက်ပန်ကိုတီထောင်တဲ့သူဟုတ်ပါတယ်သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေတွေးခေါ်တွေကအဓိကပေါ့ အထူးတထိအောင်မြင်မှုလို့အများမြင်တဲ့ຢာတွေပေါ့သူ့ရဲ့အမြင်တွေကတော်တော်စိတ်ဝင်စားဖို့ခေါ်တယ်။ဟုတ်ကဲ့။ तू ကအဲ့ဒီအယူအဆဟောင်းတွေကိုစင်ခေါ်လေးရှိတယ်နော်။ဟွန်းဒီဆွေးမျိုးမှုကနေဆိုင်မရဲ့ဘဝဇက်ကြောင့်သူ့ရဲ့အထီးကအတွေ့အခေါ်တွေဖြစ်တဲ့အိမ်မတ်တို့ရွယ်ချက်တို့ပြီးတော့ခဏပြောတူလို့အောင်မြင်မှုဆိုင်ရာအယူဆမှားတွေကို तू ဘလို့ချေဖြက်ခဲ့လဲဆိုတာတွေကိုအထီးကထားဆွေးနွေးတွားမှာပါ။ तू ချင်းကပုံကနင်းနေလို့ကွဲတယ်။ကောင်းပါပြီ။ဟွန်းစိတ်ဝင်စားစရာအဖွင့်လေးနဲ့စချင်တယ်။ Simon Square မှာလေတော်တော်ထူးခြားတဲ့လုပ်ငန်းတစ်ခုရှိခဲ့တယ်။ဟုတ်ကဲ့။ဘာများလဲ။လန်ဒန်မြို့လယ်မှာလူသိမ့်မတီးကိုအသုံးမဝင်တော့တဲ့လေကားလေးတစ်ခု။လေကား။ဟုတ်တယ်။အဲ့ဒါကိုသူကလေလံဆွဲပြီးဝေးခဲ့တာ။အာဟုတ်လား။လေကားကိုဘာလို့ဖိုးလဲ။လူတွေကတော့ရေစရာလို့ထင်ကြရပေါ့။လေကားအိုးလေးကိုဘာလို့ပိတ်ဆံအများကြီးပေးဝဲလဲပေါ့။ဒါမဲ့သူ့တော်တော်အဲ့ဒါအရန်အတိပဲရှိတယ်။อืมဘလို့အတိပဲမျိုးလဲ။ ဘာလို့လဲဆိုတော့သူအသက်15နှစ်အင်ချီယာမေဖြစ်ခဲ့တော့ငါလေအလားတူလေကားတခုရအောက်ချေမှာခိုအိတ်ခဲ့ရဘူးလို့လေ။အော်ဒါကြောင့်ကိုဟုတ်တယ်။သူအတိတ်ရဲ့နာကျင်မှုနဲ့အနာဂတ်မျောလင့်ချက်ကိုဆက်ထွက်ပေးတဲ့တင်ခေတလို့ဖြစ်နေတာ။ဒီအချက်တတတွေကိုစဉ်းစားเสียရပဲ။ကိုရေးကိုတာအမှတ်တင်ခေတဲ့ရက်ကိုယူပြီးတော့အများအချို့ပြုမဲ့ရီမန်းချက်နဲ့ပေါင်းဆက်လိုက်တာကအဲတော်တော်ထူးခြားတယ်။လူတယောက်ရဲ့အတိတ်ကဒဏ်ရာတွေကသူ့အနာဂတ်အတွက် ဘလောက်ထိအားကောင်းတဲ့မောင်းနှင်အားဖြစ်နိုင်တယ်လဲဆိုတာကိုပြနေတယ်လို့ပဲတကယ်မြင်စားရတဲ့လုံရပဲဟုတ်ပါတယ်သူနှုတ်ခတ်မှုခဏပြန်ကြည့်အောင်နော်အသက်15နှစ်မှာဖခင်ရုတ်တရက်ဆုံးသွားတယ်မိခင်နဲ့လည်းအဆင်မပြေတော့ဘူးဆိုတော့အိမ်ကထွက်လာပြီးလမ်းပေါ်ရောက်သွားတာအဲခက်ခဲခဲမှာပဲဒါမဲ့အဲ့ဒီအခက်ခဲဆုံးအချိန်မှာပဲပန်းချန်ရှင်းတဲ့လုပ်ငန်းလေးစလုပ်တယ်အဲ့ဒီကနေစူးစမ်းရင်းနဲ့နောက်ပိုင်း Fluid ဆိုတဲ့ကြော်ညာ agency ကိုတည်ထောင်တယ်။အောင်မြင်ခဲ့တယ်။ဟုတ်ကဲ့ PWC ကိုရောင်းလိုက်တာနော်။မှန်ပါတယ်။ PWC လို့ကုမ္ပဏီကြီးကိုရောင်းချနိုင်ခဲ့ပြီးငွေကြေးအရာတော်တော်လေးအဆင်ပြေသွားခဲ့တယ်။လမ်းညွှန်မှုလိုချင်မှဘသူကမှလကားကူညီဖို့စိတ်မဝင်စားခဲ့ဘူးဆိုတဲ့အတွေ့အကြုံလေး။အင်းစီဝါရလုံငန်းချင်းတယောက်ကိုအကြံဉာဏ်တောင်းတော့ပိုက်ဆံမပေးနိုင်ရင်ငါအချိန်မဖြုံးနဲ့ဆိုပြီးပြောခန့်ခဲ့ရတာဆိုတော့ဟုတ်တယ်။အဲ့ဒီအတွေ့အကြုံကသူ့အပေါ်ရန်လွှမ်းမိုးခဲ့တယ်။ အဲ့ဒီခါတီးတဲ့အတွေ့အကြုံကပဲ helping ကိုမွေးဖွားစေခဲ့တာလို့ဆိုနိုင်ပါတယ်။ဟင်လူဆယ်တန်းကိုကူညီမယ်ဆိုတဲ့ရည်မှန်းချက်ကြီးနေနော်။ဟုတ်တယ်။လူဆယ်တန်းကိုသူတို့ရဲ့ကိုပိုင်စီဝိုင်းလုပ်ငန်းတွေအခက်မှစတင်နိုင်အောင်ကူညီမယ်ဆိုပြီးတော့ပေါ့။သူရဲ့ဆောင်ပုတ် #givewithouttake ကလည်းအရေးကြီးတယ်။ဟုတ်တယ်။အပြန်လမ်းမမျောလင့်ပဲကူညီတာကိုတတ်နိုင်တာပေကန်းတာပေါ့။အဲ့ဟာစစ်မှန်တဲ့တံပေါ်ပဲလို့သူယုံကြည်တယ်လား။ခုနပြောတဲ့လေးကားကိုပဲပြီးတော့လေလူငယ်တွေအိမ်မက်ရှိသူတွေ ူတို့ကြံကြံဒီလာတင်ပြဖို့တကားပဲတက်ဆင်ပေးခဲ့တာကဒီအတွေးခေါ်ကိုလက်တွေ့လုပ်ပြလိုက်တာပဲဟုတ်ကဲ့လူမှုကွန်ရက်မှာလည်းတော်တော်ပြန့်သွားတယ်နော်အဲ့ဒီတော့ကอืม help prank ရဲ့အဓိကသဘောတရားကအပြအလံကူညီတဲ့အတိုက်အဝန်းတိဆောက်ဖို့ပဲဆိုပါတော့အကူညီလို့ရင်တောင်းကူညီနိုင်ပေးဒီ #givewithouttake ဆိုတဲ့ယူဆကအရင်နှီးမရှိသေးတဲ့လူငယ်တွေအဆက်အသွယ်မရှိသေးတဲ့သူတွေကလည်းအခွင့်အလမ်းဖွင့်ပေးနိုင်တယ်ဟို ပိတ်ဆံရှိမှအကူအညီရမယ်ဆိုတဲ့အတားအဆီးကိုဖြိုချဖို့အကြူစားတာပေါ့ဆိုင်မန်ကလမ်းမှာလူတွေကိုတွေ့မေးနေကြမေးခွန်းတစ်ခုရှိလဲอืมပါတယ် What's your dream အိမ်မကပါလဲပေါ့ရိုးရှင်းပူရပေးမဲ့တကယ်တမ်းမှာတော့နည်းနည်းတယ်လူတယောက်ရဲ့အတွင်းစိတ်သူတကယ်ဘာဖြစ်ချင်လဲဆိုတာကိုထင်အောင်စေတယ်ဟုတ်တယ်ဒီမေးခွန်းကစဉ်းစားစရာတွေပေးတယ်စေဝင်စားစရာကဒီမေးခွန်းကိုသူစမေးဖြစ်တာအွန်လိုင်းမှာသူ့ကိုဝေဖန်တိုက်ခိုက်တဲ့ troll တယောက်ကြောင့်လေ 哦，好啦，哎，没得双个对啊，应用起的说啊没，但哈，你得带少你的对的苦毛乌，开嘛的男女木被男的接的半路呗，但外面哎没过来对皮拉好家伙，嗯，心里木时间，比如最老的老多米也表嘞，哎没得在那米要老少木老嘞。好吧嘞。Kelly's K-Mines ခွေးအလပြင်ဆိုင်တီထောင်သူ Kelly ဥပမာရှိတယ်လေသူဘွားခက်ခဲခဲ့တယ် မိဘဆုံးဖြစ်ခံရပြီးအိမ်ချရမယ့်ဖြစ်ခဲ့တာအဲ့ဒီနာကျင်မှုကိုတိရိစ္ဆာန်ကြီးအပေါ်ထားတဲ့မိတာနဲ့သူတို့ကိုဆောင်းလျှောက်လို့တဲ့ဆန္ဒအဖြစ်ပြောင်းလဲခဲ့တယ်အဲ့ဒီအိမ်မက်ကပဲသူ့ကိုသွန်းအားပေးပြီးအောင်မြင်တဲ့အလုပ်ရှင်ဖြစ်လာစီခဲ့တာ Service Stallonia Rocky Salon လို့မျိုးပေါ့နော်သူအခက်ခဲဆုံးအချိန်မှာတော့သူ့ဇက်ညွန်းကိုငွေများများပစ်ကမ်းလန်းတာမယောင်ဘူးဟုတ်တယ်ကိုတိုင်သရုပ်ဆောင်ခွင့်ရဖို့တင်းခံခဲ့တာအဲ့ဒါသူ့ရဲ့အိမ်မက်မှုလို့ပဲအိမ်မက်ဆိုတာတာမန်ယီမန့်ချက်ဂိုးတဲ့ပိုနှဆိုင်တယ် ဂိုးကပြည့်သွားရင်ဒါမှမဟုတ်မအောင်မြင်ရက်သွားနိုင်တယ်။ dream ကတော့အရှုံးပေးဖို့ခက်ခဲစေတဲ့မောင်းနှင်အားတစ်ခုလို ဖြစ်နေတာတဲ့။ဒါကကျမတို့ကိုစိုင်မန်ရဲ့နှုတ်ထက်အရေးကြီးတဲ့အပိုင်းကိုခေါ်သွားပြီ။အဲ့ဒါကအောင်မြင်မှုနဲ့ပတ်သက်တဲ့အယူအဆမှာမစ်တွေကို ခြေဖြတ်တာလေ။အင်းဒါစိတ်ဝင်စားဖို့ကောင်းတယ်။ပထမဆုံးသူထုတ်ပြတာက ကျိုးစားအထုံးမှုတစ်ခုတည်းကအောင်မြင်မှုကိုဆောင်ကျင်းနေဆိုတဲ့အယူအဆပဲ။ ဆိုင်မန်ကသူ့ fluid agency အောင်မြင်မှုဟာစ조사မှုကြောင့်ဆိုပေမဲ့အဲ့ဒါတခုတည်းကြောင့်တော့မဟုတ်ဘူးလို့ဝန်ခံတယ်။ဟုတ်ကဲ့။ဘာဒီပါတယ်လဲ။တီဝင်ဖန်တီးနိုင်စွမ်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ကန်တရားအဖွဲ့စည်းကောင်းတွေရဲ့ပံ့ပိုးမှုအလုံးပါတယ်လို့ဆိုတယ်။သူကပြောတဲ့ကျောင်းတွေကဆောက်ပြီးကျွန်တော်တို့ကို조사ရင်အရာရာဖြစ်တယ်လို့တင်ပြလိုက်တယ်။ဒါပေမဲ့တကယ်တမ်းအပြင်လောကမှာစ조사မှုကအပြင်းမဟုတ်ဘူးတဲ့။မှန်တယ်။တခါတည်းအနားယူလိုက်ချင်း တခြားသူကိုတာဝန်လွှဲလိုက်ချိန်မှာတော့အောင်မြင်မှုတွေရလာတတ်တယ်လို့သူကထောက်ပြတယ်။ဒီချက်ကတော်တော်စဉ်းစားရပဲ။လူတွေကအောင်မြင်လာရင်ကြိုးစားလို့ပါလို့ပြောလို့ရှိရကဟွာကြိုးနွံ့မှုကြောင့်လားဒါမို့တခြားသူတွေမနာလို့မှဆိုးလို့လား။อืมဖြစ်နိုင်တယ်။ဒါမို့ကိုယ့်ရဲ့တီထွင်ဖန်တီးမှုဆုံးပြတ်ချက်ချနိုင်စွာကံကောင်းမှုတွေကိုအတိအမှတ်ဖြူဖို့ဝင်လေနေတာလည်းဖြစ်နိုင်တယ်။ဒါမဲ့ဆိုင်မွန်ထောက်ပြသလိုပဲကြိုးစားတိုင်းလည်းအောင်မြင်တာမဟုတ်ဘူးလေ။ စ조사ပေမဲ့ကြာရှုံးသွားတဲ့သူတွေအများကြီးပဲဟုတ်ပါတယ်ဆိုတော့조사မှုတစ်ခုတည်းကိုအောင်မြင်မှုရဲ့တော့ချစ်အဖြစ်မှတ်ယူထားတာကလက်တွေ့မကြဘူးကိုကိုကိုဖိအားပေးလွှင့်ရန်ရောက်နိုင်တယ်အောင်မြင်မှုဆိုတာပိုပြီးရှုပ်ထွေးတဲ့အရာတွေပေါင်းစပ်ထားတာပေါ့နောက်သူချေဖြစ်တဲ့အရေးကြီးတဲ့မစ်တစ်ခုပိုင်ဆိုင်မှုတွေကပျော်ရွှင်မှုပေးတယ်ဆိုတာပဲသူကိုရင်ပို့ကားတစ်စီးဝေခဲ့ဘူးတယ်လေအရင်မမမောမောနဲ့အာကားရတဲ့ပထမတပတ်လောက်တော့အယံပြောတာပေါ့အကုန်ယူတာပေါ့ ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီကားကိုထိမှပြက်မှာသူများခိုးလောက်မှာဆိုရယ်စိုးရင်ပူပန်းမှုတွေကသူကိုလွှမ်းမိုးလာရော။ဟွန်းဝန်ထုတ်ဝန်ပို့ဖြစ်သွားတာပေါ့။ဟုတ်တယ်။ကားကိုကောင်းကောင်းတော့မမောင်းရတော့ဘူး။နောက်ဆုံးအဲ့ဒီကားကိုပြန်ရောင်းနိုင်မှပေါ်ပါလွတ်လပ်ပြီးပို့ပြော်သွားတယ်လို့ဆိုတယ်။သူကပြောတယ်။ပိုင်ဆိုင်မှုတွေကမင်းကိုပိုင်ဆိုင်သွားတတ်တယ်တဲ့။ဒါကိုသူကအိမ်ပိုင်ဆိုင်မှုအိမ်မက်နဲ့လေချိတ်ဆက်ပြောတာသေးတယ်။အိမ်တလုံးပိုင်ဆိုင်ခြင်းဟာလူများစုရဲ့အိမ်မက်ဆိုပေမဲ့အဲ့ဒီအိမ်မက်က ကိုကိုအပေါင်ခံမိုးကြီးဆိုတဲ့ကျွင်းတွင်ထဲမှာနှစ်ပေါင်းများစွာခြည်ထားနိုင်ပဲဖြုတ်ပြင်းထင်းထင်းစိတ်ဒီကလေးရှိသေးတာကိုဟုတ်တယ်အရေးကြီးဆုံးကကိုယ့်ရဲ့စီးပွားရေးအိမ်မက်ထဲမှာရင်းနှီးမြှုပ်နှံနိုင်မဲ့ငွေချင်းနဲ့လစ်လက်ခွင့်ကိုဆုံးရှုံးသွားစေနိုင်တယ်ဒါကြောင့်သူကအင်ငါချင်း VS အင်ဝဲချင်းလို့ရှင်းထားတဲ့အပေါင်ခံချင်း VS လွတ်လပ်မှုလို့ရှုမြင်သင့်တယ်လို့ဆိုတယ်อืมရှုတော်ပြောင်းကြည့်ဟဲ့တာပေါ့တကယ်လွတ်လပ်မှုနဲ့ကိုယ်ပိုင်အိမ်မက်ကိုအကောင့်ထဲဖော်နိုင်စွမ်းက ရုပ်ဝတ္ထု PC ပိုင်ဆိုင်မှုထက်ပိုအရေးကြီးနိုင်တယ်ဆိုရအမိကိုတင်ပြတာပါဒီတော့အိမ်မရှိပြီးအယူဆမှားတွေကိုလည်းတတိထားမိပြီဆိုရင် နောက်ထမရှိမချစ်လိုအပ်တာကရွေချက် purpose ပဲလို့ Simon ကအလီပေးတယ်ဟုတ်ကဲ့ purpose ပေါ့ရွေချက်ကအိမ်မကိုအသက်သွင်းပေးရဲ့အရာခက်ခဲရဲ့အချင်းတွေမှာဆက်လျှောက်ဖို့အားပေးရဲ့လောင်စာပဲ Bradley ဆိုတဲ့အနေပညာရှင်ဦးမောင်သူပေးထားတယ်อืมသူ့အရင်ကစစ်တပ်ကလေယာဉ် engineer နော်ဟုတ်တယ် ဝင်ငွေကောင်းခဲ့အလို့ဒါမဲ့သူတကယ်ကျေနပ်မှုမရခဲ့ဘူးနောက်ပိုင်းမှာလူရီရဲ့နာကျင်ကြိုက်ခဲမှုတွေကိုတတအောင်ကူညီပေးတဲ့အလို့ကသူ့ကိုတကယ်ရည်ရွယ်ချက်နဲ့အတိတ်ဘဲကိုပေးတယ်ဆိုတာရှာတွေ့ခဲ့တယ်ဆိုင်မုံရဲ့ကိုပိုင် fluid agency ဦးမာကလည်းဒီအချက်ကိုထင်ရှားစေတယ်အစပိုင်းမှာလုံငါးကအရှင်ရပြီမဲဝန်ထမ်းတွေမမဲဘူးအော်ဟုတ်ပါလို့လေပြဿနာကပါလဲပြန်ဆန်းစစ်တော့လုပ်ငန်းရဲ့မူလရည်ရွယ်ချက် ဲ့ဒါကတီထွင်ဖန်နိနိုင်စွမ်းရှိသူတွေကိုတံပိုးထားကကွယ်ဆုံးရှောက်ပေးမယ်ဆိုတဲ့အချက်ကိုသူတို့မိလျော်နေခရာကိုတွေ့ရတယ်။အော်အဲ့ဒီရွေချက်ကို ပြန်လဲအသက်တွင်းပြီးလုပ်ငန်းရင်ချင်းမှု culture ကို အတိကထားပြန်တီဆောက်လိုက်တော့မှဝန်ထမ်းတွေလည်းမြဲလုပ်ငန်းလည်းပိုအောင်မြင်လာခဲ့တယ်။ဒါကြောင့် culture each strategy for breakfast ဆိုတဲ့စကားကတကယ်မှန်နေဆိုတာကိုသူကလက်တွေ့ပြခဲ့တာ။ သူ30စကလုံးလေးတခုရှိတယ်။ Purpose Charges your battery တဲ့။ရွေချက်ကကို့ battery ကိုအားဖြန့်ဖြည့်ပေးတယ်ဆိုတဲ့သဘော။ကောင်းလိုက်တဲ့အသုံးတော့။အလောက်ကတလောက်ပဲပင်ပန်းနေပါစေ။ကို့လုံးနေတဲ့အလောက်ရဲ့ရွေချက်ကိုရှင်းရှင်းလင်းလင်းသိထားရင်အဲ့ဒီပင်ပန်းမှုတွေကကျဉ်းနှက်စရာဖြစ်လာနိုင်တယ်။မနက်မိုးလင်းတိုင်းအဲ့ရထောက်ဖို့အကြောင်းပြချက်ကောင်းတစ်ခုရှိနေသေးတယ်။ဟုတ်ပါတယ်။လေလာမှုတွေရလေရွေချက်ခိုင်မာတဲ့သူတွေကပိုချမ်းမာပျော်ရွှင်ကြတယ်လို့ဆိုပါတယ်။ရွေချက်ကနောက်ထပ်အကျိုးကျေးဇူးတစ်ခုပေးသေးတယ်။ အဲ့ဒါကအာယုံစူးစိုက်မှုပဲอืม focus ပေါ့ဟုတ်ရရချက်ရှင်းလင်းနေဘေးကနောက်အရက်ဒီစင်ချေတွေကိုကြော်လွားဖို့ပို့လဲလာတယ်။ဘာကရေးကြီးလဲဘာကရေးမကြီးဘူးလဲဆိုတာကိုခွဲချနိုင်လာတာသူကရွေချက်ကကိုလိုချင်တဲ့အရာ want ကိုလိုအပ်တဲ့အရာ need အဖြစ်ပြောင်းလဲပေးနိုင်တယ်လို့ဆိုတယ်။ဟုတ်ကဲ့လိုချင်တယ်ဆိုတာကရရင်ကောင်းမယ်မရရင်လဲထားလိုက်တော့ဆိုတဲ့သဘောလိုအပ်တယ်ဆိုတာက မရမနေလောက်ရမယ်ဆိုတဲ့တွန်းအားဖြစ်လာစေတယ်။ဟုတ်ပါ ဆိုပီရဲ့ I am Dinan Bomi ဒါမှမဟုတ် Sara Blakely ရဲ့ Spanks a Drink Can လို့ပေါ့သူတို့ရဲ့ကိုပိုင်လိုအပ်ချက်ကသူတို့ကိုမဖြစ်မနေလှုံ့ဆော်စေတဲ့ရည်ရွယ်ချက်ဖြစ်သွားတာဒါပေမဲ့အိမ်မက်တီရည်ရွယ်ချက်တွေရှိပေမဲ့လည်းလူတော်တော်များများကရှေ့မဆက်ဖြစ်ကြဘူးအဒါစီတွေအញ្ញမ်းရှိနေတတ်တယ်ဟုတ်တယ်လက်တွေ့မှာအခက်အခဲလေးရှိတာပေါ့နေ့စဉ်စာဝတ်နေရေးအတက်ရုန်းကန်နေရတာ survival mode မှာပြိမ့်မိနေတာ အချိန်မရှိဘူးလို့ထိနေတာကိုကိုကိုအရေးချိန်မရှိဘူးလို့တန်ရဝင်နေတာအချွေးလေးရှိနေတာမျိုးဟုတ်တယ်ဒေးဗစ်ဆိုတဲ့စားဖို့မူကသူ့အိမ်မက်စားတောက်ဆိုင်ဖွင့်ဖို့အကြွေးတွေကတားနေတယ်ဒါမှမဟုတ်ချာလီဆိုတဲ့ပုံဆွဲဆရာသူ့မိဘတွေကလက်တွေ့မကြဘူးပြောလို့အိမ်မက်ကိုမလိုက်ရဲဘူးဘဝင်းဂျင်ရဲ့ I'm a bit move ပါအင်းအရင်ကကြားရှုံခဲ့ဘူးလို့ကြောက်နေတာမျိုးလည်းရှိတယ် Aram ဆိုတဲ့ဂီတသမားကအရင်အဖွဲ့ကွဲတော့လို့နောက်တစ်ခါမဆက်ရဲတော့ဘူးဒီအတားစီတွေကိုကြော်ဖို့ ဆိုင်မန်ကကိုအိမ်မက်ကိုရှာဖွေဖို့မေခွန်းတွန်းကိုမေးခိုင်းတယ်ဟုတ်ကဲ့ပါတယ်လေသူငါတကယ်ပါလို့ရတာကြိုက်တယ်လေပြောရွှေမှုကစပြူတာပေါ့နင့်ငါဘဝရဲ့နာချင်းခဲ့ရတဲ့အတွေ့အကြုံကပါလေနာချင်းမှုကိုတွန်းအားဖြင့်ပြောင်းဖို့တုံးငါတခြားသူတွေကိုဘလို့ကူညီနိုင်မလဲအများအကျိုးပြုစိတ်တတ်ပေါ့အင်းဒီမေခွန်းကကိုယ့်ရဲ့စစ်မှန်တဲ့အီးမက်နဲ့ရွေးချက်ကိုရှာဖို့ကူညီနိုင်တယ်ပေါ့နော်ဟုတ်တယ်ပြီးရင်တော့အရေးကြီးတာက ကိုကိုကိုလွတ်မြောက်အောင်လုပ်ဖို့ရယ်ဘယ်လိုလွတ်မြောက်ရမှာလဲငွေကြီးအရာဆိုရင်မလိုလက်တဲ့အတုံးလေးတီရှော့ချရိုးရှင်းစွာ နေထိုင်အဲ့ဒါကပူအိမ်မတ်တို့ရဲ့အချိန်နဲ့ငွေကိုဖန်တီးပေးနိုင်တယ်စိတ်ပိုင်းဆိုင်ရာအရာလဲငါမလုံနိုင်ဘူးဆိုတဲ့အတွေးတွေကိုဖယ်ရှားဖို့လိုတယ်ပြီးတော့ကိုအိမ်မတ်ကိုလူသိရှင်ကြားမြားဝေတာကလည်းအထောက်ကိုပြုတယ်နော်မထင်မှတ်ထားတဲ့အကူအညီတွေရလာစေနိုင်တယ်မမပါအိမ်မတ်ကိုအကောင့်ထည့်ဖို့ဆိုရင်စိတ်ကူးရင်လေးလို့မရဘူး လက်တွေ့လှုပ်ရှားရမယ်။ဆိုင်မန်ကလေကလေးစတင်တိဆောက်ခြင်းလို့တင်စားထားတယ်။လေကလေးတိဆောက်ခြင်းပရမဆိုရေးကြည့်တာက go all in အားလုံးနဲ့မြို့လှုပ်ဆောင်ဖို့ပဲ။အချိန်ပိုင်းလေးလှုပ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့လုံငန်းကြီးတို့တိဆောက်ဖို့ခက်တယ်။ဟုတ်တယ်ကိုယ့်ရဲ့စိတ်ပိုင်းဖြတ်မှုကိုပြောဖို့လိုတယ်။နောက်တစ်ခုက start poor ချွေးတော့စွာစတင်ပါ အရင်ညအများကြီးမလုပ်ပါဘူးအခါမဲ့ Tuesday ကိုယ့်ရဲ့အချိန်နဲ့အရေးချင်းကိုတုံးပြီးစတင်နိုင်တယ်။အရေးကြီးဆုံးကပထမဆုံး customer တယောက်ရဖို့ပဲ။အဲ့ဒီကနေယုံကြည်မှုနဲ့သင်ကန်းစာလေးရလာမယ်ပေါ့။ဟုတ်ပါတယ်။ဇွဲလွန်းလား persistence ကလည်းမရှိမဖြစ်ပဲ။ဒါပဲသူပြောတဲ့ဇွဲကမျက်စိမိပြီးခေါင်းမာနေတာမျိုးမဟုတ်ဘူးနော်။ဟုတ်တယ်။မီကလန်ဂျေလိုကဒေးဗစ်ရုပ်ထုကိုထူးခဲ့တဲ့ဇွဲမျိုးမဖြစ်နိုင်ဘူးလို့သူများတွေထင်ထားတဲ့အရာကိုဖြစ်အောင်လုပ်ခဲ့တဲ့ဇွဲ။ဒါမှမဟုတ် Nvidia လို့ company မျိုး ဒေဝလီချွန်ရလူနီးပါးကနေကဘာထိတ်တန်းဖြစ်လာတယ်ဆွဲဂျန်ဆန်ကွမ်းပြောတယ်လို့နာကျင်မှုနဲ့ဒုက္ခတွေကကြမ်းခိုက်မှုကိုပေးတယ်ဆိုတာမျိုးတခါလဲမှာတော့လမ်းကြောင်းမှန်ပေါ်ရောက်ဖို့လမ်းကြောင်းပြောင်းဖို့လိုအပ်တယ် pivot to persist อืม bubble wrap instagram netflix တို့လို company တွေဟာသူတို့ရဲ့မူလအစီအစဉ်မအောင်မြင်လို့လမ်းကြောင်းပြောင်းပြီးမှအောင်မြင်လာကြတာဟုတ်ပါတယ် blockbuster လို့ company ကြီးချက်ရှုံသွားရတာကပြောင်းလဲဖို့ဇွဲမရှိခဲ့လို့ပဲ ဒါကြောင့်ဇွဲရှိရမယ်ဒါပေမဲ့လူအညင်လမ်းကြောင်းပြောင်းဖို့လည်းဝန်မလျောက်ဘူးဒီနေရာမှာကြောက်ရွံ့မှု myth number 2ကိုလက်ခံပြီးသင်ခန်းစာယူတတ်ဖို့ကအရေးကြီးလာပြီကြောက်ရွံ့မှုကအဆုံးသက်မဟုတ်ဘူးလမ်းကြောင်းတိတ်ကိုညွန်ပြတဲ့သင်ခန်းစာဖြစ်နိုင်တယ် Simon ရဲ့ Diva Sha ကတုံးစာဒေါ်လာတတမကန်းစံတန်ရှုံမှုလို့ပို့ဟုတ်တယ်အဲ့ဒီနေ့သူသင်ခန်းစာတွေအများကြီးရခဲ့တယ်လေမလုံတဲ့နေသူတွေနဲ့စီပွားရေးမတွေ့တဲ့မှုဆိုတာမျိုး အခက်ခဲတွေကိုရှောင်မဲ့အစားရင်ဆိုင်ဖို့ myth number 3ကိုချေချက်ချင်းရလဲဒီဇွဲနဲ့ဆက်ဆက်နေတယ်ခက်ခဲတယ်လို့ထင်ရတဲ့အရာလေးကတကယ်ရင်ဆိုင်လိုက်ရင်ထင်တယ်လို့မခက်ဘူးဆိုတာတွေ့ရတတ်တယ်အဲ့ဒီအတွေ့အကြုံတွေကကိုယ့်ကိုပူပြီးကြံ့ခိုင်စေယုံကြည်မှုတိုးစေတယ်စွန့်စားမှု risk လုံးရတဲ့တတ်တိကိုလည်းမွေးမြူပေးတယ်ဟုတ်ပါတယ်စွန့်စားမှုကလည်းစွန့်ဦးတီးထွင်ခရီးရဲ့အစိပ်ပိုင်းမဲ့ဒါပဲမညံ့ရှိတဲ့စွန့်စားမှုဖြစ်ဖို့လိုတယ်နော်မှန်ပါတယ်အစိုးဆုံးနဲ့အကောင်းဆုံးကိုချိန်စားပြီးမှလုံထင်တယ် ထဖိဖိနဲ့ကိုယ့်ရဲ့ risk muscle ကိုတိဆောက်သွားရမယ်။အရေးကြီးတာကကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့စွန့်စားမှုမျိုးကိုတခြားသူတွေရဲ့ကြောက်စိတ်ကြောင့်နောင်မဆိုဖို့ပဲ။နောက်ဆုံးလို့ခရီးတစ်ခုရဲ့အဆုံးသတ်ကိုလည်းတည်ဖို့လိုတယ်နော်။ကိုလုံကန်းကို bless ပစိမ်မရောင်းတင်လေ။ဘယ်ရှင်မနောက်ကစင်တက်တို့ထောက်ခွာတင်လေ။ sell and start again ဆိုတာကိုတည်ဖို့လိုတယ်။ဟုတ်ကဲ့။ Kenny Rogers တချင်လို့ပေါ့။ဘယ်ချင်းထွက်ရမယ်ဆိုတာတည်ဖို့။ဒါဟာရှုံးပေးတာမဟုတ်ဘူး။နောက်ထပ်အိမ်မက်တဲ့ ရည်ရွယ်ချက်သစ္စာကိုကူပြောင်းတာပဲ။ Simon က flow ကိုရောင်းပြီး help bank ကိုစခဲ့တယ်လို့ပေါ့။ဟုတ်ပါတယ်။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံရရင် Simon script ရဲ့အဓိကအတွေးခေါ်ကအိမ်မက်ဆိုတာစစ်ကူးရင်ဖို့တသက်မဟုတ်ဘူး။ခိုင်မာတဲ့ရည်ရွယ်ချက်နဲ့ပေါင်းစပ်။အောင်မြင်မှုဆိုင်ရာအယူဆမှားတွေကိုစင်ခေါ်ဆွဲလွန်လာတဲ့လက်တွေအကောင့်တွေဖော်ရမယ်အရာထိတယ်။အင်းဟာကိုယ့်ရဲ့အောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုပါတိုးပွားစေတယ်ဆိုတဲ့အချက်ပါပဲ။ ဒီတွေးခေါ်ဒီကနားထောင်သူတွေအတွက်ကိုပိုင်ဘဝဒါမှမဟုတ်လုပ်ငန်းခရီးမှာတခုခုကိုကွဲပြားစွာမြင်တတ်ဖို့ဒါမှမဟုတ်ဒါဆိုဒီလိုကိုဆိုတဲ့သိမြင်မှုလေးတွေရသွားစေဖို့မျှော်လင့်ပါတယ်။ဆိုင်းမင်းရဲ့အဓိကသတင်းစကားကတော့အဲ့မဆိုတာဇင်ကံပစ္စည်းမဟုတ်ဘူးလူတိုင်းရဲ့အတွက်လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ဒီသိပညာတွေကကိုယ့်ရဲ့အခြေအနေနဲ့ကိုင်ညောင်းဘလို့လက်တွေအသုံးချမလဲဆိုတာကတော့နားထောင်သူတွေရဲ့ကိုပိုင်စဉ္ဉံတုံးတမှုအပေါ်မူတည်ပါလိမ့်မယ်။ ဒါပေမဲ့သူရဲ့ချင်းကပ်ပုံကစဉ်းစားစရာတွေအများကြီးပေးတာတော့အမှန်ပါပဲ။အဆုံးပတ်အနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ကြင်ပါရယ်။ Simon က Take 4ဆိုတဲ့လုံရှားမှုလေးတစ်ခုကိုအားပေးတယ်။ဟုတ်။၄မိနစ်အချိန်ပေးကူညီတာနော်။ဟုတ်ပါတယ်။နေ့စဉ်၄မိနစ်လောက်အချိန်ပေးပြီးကခြားသူတယောက်ကိုကူညီဖို့ကြိုးစားကြည့်တာမျိုးပါ။ဒါအကျဉာဏ်ပေးတာဖြစ်နိုင်တယ်။မိတ်ဆက်ပေးတာဖြစ်နိုင်တယ်။ဒါမှမဟုတ်အားပေးစကားပြောတာမျိုးဖြစ်နိုင်တယ်။အင်း။လိုရတီတီလေးတွေပေါ့။ ီလို၄မိနစ်စာလွတ်ရသေးသေးလေးတစ်ခုက ကိုယ့်ရဲ့ရှုမင်ပုံကိုရောကိုယ့်ပတ်ဝန်းကျင်ကိုပါဘလို့အပြောင်းလဲလေးတွေဖြစ်စေနိုင်မလဲစမ်းသပ်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။နောက်ထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။